ပြီးတော့မိကွန်းတစ်ခုမိကွန်းပြူပါဗျာရင်ထဲမှာမရှင်းမလင်းဖြစ်နေလို့ပါဒီတရားဟောတဲ့အထဲဒီမှာအဲဒီမဆူလတ်တော်တာပန်ဆိုလို့ရှိရင်တဘွားမှာပဲပြိတ်ပါတယ်မဟာတော်တာပန်ဖြစ်သွားလို့ရှိရင်ခုဘွားနေပေါ့ဟိုနေပါရောက်တဲ့အထိငရဲအပယ်ပြိတ်ပါတယ်လို့ပြောပါတယ်ဗျာအဲ့တော့ဂျမကြီးရောက်သွားရင်ဆိုတော့ဂျမကြီးရောက်သွားတဲ့ဟိုဝက်မလေးကြတော့ဂျမကြီးမှာတဝင်းဝင်းဝတ်တခြင်းမှာတရှုံ့ထုတ်ဆိုတော့ပြန်ဆင်းလာတော့ သူကဒီတောတပံလို့ပါလို့မဖြစ်သွားပဲနဲ့ဗိမာပြီရောက်သွားလို့အဲ့လိုပြန်ရောက်တာလားပဲပါလားဖေ။ပုထုဇဉ်အဖြစ်နဲ့ရောက်သွားခရင်တော့မသိကြဘူး။အဲ့လိုဆိုရင်ပြီးတော့တော့အခုပုထုဇဉ်အနေနဲ့ဗိမာပြီကြောင်းအချိန်ပြင်းငယ်ပြီးပြန်ဆင်းနိုင်တယ်ပေါ့ဗျာ။သူကဒီလိုပဲဒီဥစ္စာကတော့ဟိုဗိမာပြီမှာတွင်းဝင်းဝင်းဝဲစခြင်းမှာတရှုပ်ရှုပ်ဆိုတာကတော့နားလည်လွယ်အောင်ပြောတဲ့စကားပါ။ဗိမာပြီ။တကယ်တော့သူကဗိမာပြီရောက်တဲ့ပုဂ္ဂိုလ်က ပြန်ကြရင်သူကမင်းကြော်လို့ပေါ့မင်းကြော်များကမင်းကြော်ကြဆိုပြီးမဲ့လို့အချိန်ဟွာလေးတော့နည်းနည်းရှင်းနေသေးတာပေါ့သူကပြောကနေဒါရိုက်တော့မကြဘူးလူပြည်သုံးဖို့နတ်ပြည်ရောက်တယ်အဲဒီနတ်ပြည်လူပြည်မှာတခါကာမဂုဏ်တွေမွေးလျော်နေရင်တော့သူကအောက်ကိုဆင်းသွားနေမှာအဲဒီတော့ဆိုလိုတာကသုလသောတပန်ဆိုတာမှာတဘောကပိတ်တယ်ဆိုတာကတော့ဆက်ပြီးသူကအမထုတ်ခဲ့ရင်မှာဆက်ပြီးအထုတ်မဲ့သုလသောတပန်မျိုးဆိုရင်တော့သူလည်းနိဗ္ဗာန်တန်သွားနေမှာ ောက်တစ်ခုကရရက်ပြစ်ရှိပါရမှာပေါ့လေဒီအတက်ရှည်တဲ့မြမပုံလည်းထည့်ထားတော့အဲ့ဒါဘယ်လိုယူဆပါမလဲဗျာအထူးသဖြင့်ကတော့အရုပဘုံပါနော်အရုပဘုံဆိုတာကမျက်စိလည်းမရှိရုပ်မရှိဘူးရုပ်မရှိတော့မျက်စိလည်းမရှိနားလည်းမရှိမျက်စိလည်းမရှိနားလည်းမရှိတဲ့ပုဂ္ဂိုလ်ကတရားနာခွင့်မရဘူးဒီတော့သောတပန်ဖြစ်ဖို့ဆိုတာကပရတောခောသခေါ်တာပေါ့သူတို့ဘာဓမ္မ သစ္စာလေးပါးနဲ့စတဲ့တရားစကားနာကြွခွင့်ရမှသောတာပန်ဖြစ်နိုင်ပါတယ်။ခုကတို့မှနာကြွဖို့ရအတွက်မျက်စိကလည်းမရှိနားကလည်းမရှိတော့သောတာပန်ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်သူရပ်ပြစ်ရှိပါတယ်ထက်တာ။အဲ့ဒီအဲ့ဒီရောက်သွားတဲ့ပုဂ္ဂိုလ်ကပုထုဇဉ်အနေနဲ့ရောက်ရင်သာပါ။သို့သော်ဒီကနေပြီးတော့အရိယာဖြစ်သွားပြီ။အဲ့ဒီအရုပ္ပဗျမပြေရောက်ဆက်ပြီးအထုလို့ရတဲ့ယဟနာအထိဖြစ်နေပါတယ်။ ပုတ္တရှင်အဖြစ်နဲ့ရောက်တာကတော့ဗြမပီရိယမြတ်သောအဖြစ်မသေးချဘူးမသေးချဘူးဆိုတာကမဖြစ်ဘူးလို့ဘုန်းကြီးမဆိုလိုဘူးနော်ဒီလိုကဘုန်းကြီးပြောခဲ့တဲ့အချိန်မှာဓမ္မစကြာတိတရာတော်ဟောတဲ့အခါသူတို့လာနာနိုင်နေနာနိုင်ရင်တော့သူတို့ရှင်ကုဏ္ဏရောင်နဲ့အတူဗြမ78ကလေးကျွတ်သွားတာပဲဟုတ်တယ်မလားအဲ့ဒီလိုဟာမျိုးတော့ရှိပါတယ်သို့တော့ဟိုမှာသူတော်ကောင်းတွေမတွေ့ဘူးတရားတွင်တင်ပြတ်တာပြိမဲ့ပုံကောင်တွေမတွေ့ဘူးဆိုရင်တော့ပြန်ဆင်းနိုင်တယ်အဲ့ဒီတော့ အဲ့လိုဆိုဘာဖြစ်ဖြစ်ဒီဘဝမှာအနည်းဆုံးပေါ့လေတက်ခါပုဂ္ဂိုလ်ဖြစ်အောင်လို့စူးစမ်းကြရမှာပေါ့ဗျာအနည်းဆုံးတွန်းတော့ပဲဖြစ်အောင်စူးစမ်းဖို့ဘာလို့မလဲဒီဖုန်းကြီးကကိုယ်ကွယ်နေတာမဟုတ်ဘူးဒီဖုန်းကြီးတွေလည်းကိုယ်ကွယ်နေတာမဟုတ်ဘူးဘာကြောင့်တို့တို့သွားပြီးလှုပ်ကျွေးနေမလဲဟုတ်ပါဘူးဗျာဟိုတက်ခါပုဂ္ဂိုလ်ဆိုတာဟမ်ဗျာတက်ခါပုဂ္ဂိုလ်ခေါ်လားဘယ်လိုတက်ခါဆိုတာကတော့တွန်းတော့ပါညာတက္ကရာကရအနာကရဒီသုံးမျိုးအဲ့ဒါအနည်းဆုံးဖြစ်အောင်တရားဘာဝနာပွားများမှာပေါ့ဗျာပွားများမှာပွားများမှာဟုတ်ကျွတ်တာကျွတ် ာတော့ဘယ်တော့အောက်ပြန်ဆေးရမှာပေါ့ဗျာဒီလိုတော့မဆိုလို့ပေါ့ခုနကပြောသလိုပေါ့ကျုံမဲဆိုရင်ပေါ့ကျုံမဲဆိုရင်တော့ခုနကရှင်ကုဏ္ဏညာနဲ့အတူပါတော့တဲ့ဖြမ78ဂရေခဲ့တော့နော်ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ဖြစ်ခင်ရင်လည်းဖြစ်နိုင်ပါတယ်ဒါပြောတာပါနော်နောက်တစ်ခုကတပြည့်ရောမေးချင်တာဗျာဒီရှင်တာရီပုဒ္ဒရာကြီးနဲ့အတူလင်းတို့သား900อืมဖျားတရားတော်နားလေလိုက်ရတဲ့ကြောင့်လက်လက်ပြရောက်ကြရပေါ့ဆိုတော့တပြည့်တော်တော့ ဓာတ်ရိုက်ဖះနေတော့ဓာတ်ရိုက်မတွေ့အောင်ပေါ့ဗျာဒါပေမဲ့ဖះတားတော့ရမ်းရမ်းနေတယ်ကျွန်တော်တပည့်တော်တို့ခုကိုယ်ကစိတ်ကနေရတော့တဘာဘာယဟန္တာဖြစ်ခဲ့လို့တပည့်တော်တို့ခေါ်ခဲ့တဲ့တရားလေးတို့တပည့်တော်ကြားနာကြားမှုတဲ့အတွက်ကြောင့်မလို့အကယ်၍ဒီသောတပန်မဖြစ်အောင်မှအဲ့နာကြားတဲ့တရားနဲ့တော့နတ်ပြည်ရောက်နိုင်ပါလားဗျာရောက်နိုင်ပါလေရောက်နိုင်ပါလေဒါပေမဲ့မသေးချာဘူးပေါ့သိကြတယ်လို့ဘုန်းကြီးမပြောဘူးရောက်နိုင်တယ်ခုနကလင်းလို့သား900ဆိုတာကဒီလိုဒီကမကြီးရဲ့ ကတ္တဗံဘုရားရှင်လက်ထက်တုန်းကသူတို့ကလှိုင်ကုန်တစ်ခုအတွင်မှာလင်းလို့တွေဖြစ်နေတယ်။အဲ့ဒီအချိန်ကမှဒီလှိုင်ကုန်အတွင်မှာကတ္တဗံဘုရားရှင်တပိယဟန်တော်တွေကအဘိဓမ္မာဒေသနာတော်တွေကိုရွတ်ရွတ်နေကြတယ်။အဲ့ဒီအတန်ကိုနေ့တိုင်းကြားနေရတော့သူတို့သိကြီးညိုသွားတယ်။အဲ့ဒီကြီးညိုတဲ့ကုသိုလ်ကံကသူတို့ဒေဂန်ဒီကာလမှာလာပြီးအာယုံအဖြစ်နဲ့ပြန်ပေါ်တယ်။ပေါ်လိုက်တဲ့အတွက်ကြောင့်သူတို့ကဒီကုသိုလ်ကြောင့်နှက်ပြေရောက်တယ်။အကြိမ်ပြန်မပေါ်ဘူးတယောက်နဲ့တယောက်ရံဖြစ်တဲ့အာယုံကပေါ်လာပြီးဆိုရင်တော့သွားပြီ။ တည်တယ်မှာဗျာဆရာဗျာပြီးတော့ online ကဒီတကားဒေါက်တာဆန်လင်းရဲ့မိဘမှာဗျာဆရာတော် we understand that we should change from samatha to vipassana only after attaining the fourth level of jhana meaning sukha ekagra could we take it that the chance of go to the food for the attainment of path or mecca would occur after reaching the fifth level of jhana meaning upikha ekagra why contemplating on the three characteristics of anisa dukkha and anatta on a meditation object သူကတော့ဒီလိုပါเนาะပုဂ္ဂိုလ်အမျိုးမျိုးရှိပါတယ် ဆရာကဆိုခွန်ကြီးတော်ကပြောခဲ့တဲ့သူတိမသုတ်ထာမယဟန္တာမထေရကြီးရအရှင်သူတိမကယဟန်သစ်ဖြစ်တော့ဒီယဟန္တာမထေရကြီး900ကဘုရားကိုလာကြောတဲ့ယဟန္တာမထေရကြီးတွေဘုရားကိုလာကြောတဲ့ဆိုတဲ့တင်ကြလိုက်တော့သူကဒီမထေရကြီးတွေထံချင်ကပ်ပြီးမေးတယ်အရှင်ဖြတ်လို့ဇန်ရသလားအဘိညာဉ်နေရသလားစသဖြင့်ချင်ကပ်မေးလိုက်တော့တို့မရပါဘူးမရရင်အရှင်ဖြတ်တော့နော်ဘယ်လိုပြီးအရတ္တဖို့ဆိုက်တယ်လဲဆိုတော့သူကပညာဝိမု ക്ത ခေါ်မြန်အာဟုသောသူတိမတို့ပညာရေစခန်းကနေပြီးတော့ကိလေသာမှာ လွတ်မြောက်ပါရပါဆိုပြီးတော့ပြောတယ်အဲ့ဒီမထေရကြီးတွေကဓကမထံကိုပဲရှုတယ်ဓကမထံကနေပြီးတော့ယုတ်ကလတိတွေ့တဲ့ကယုတ်တည်းရှုတယ်သင်္နန်တွေဆက်ရှုတယ်ပြီးတော့ပရိစ္ဆေသဘုပ္ပါရှုတယ်ပြီးတော့ဝိပဿနာကုတယ်ဒါသူတို့လည်းအရဟတဘုံရောက်ပါတယ်နော်ဒါကတင်းကြီးပေါ့အဲ့ဒီပုဂ္ဂိုလ်ကြီးဘာဇံမမရောက်ခொနကဘုန်းကြီးပြောကြတယ်မဟာတိတကုရောကြီးကြတော့သူကပထမဇံမအယောဇုကမထံကိုအတုပအနေနဲ့သူရှုပြီးပထမဇံသမာဓိထူထောင်ပြီးဒီပထမဇံကိုအခြေခံပြီးတော့ ယုတ်တင်သိတဲ့ယုတ်တင်ဉာဏ်နဲ့ရှုပြီးတော့ပရိစ္ဆေသဘောပဲရှုပြီးတော့ဝိပဿနာသူကကုတယ်။သူလည်းမေဖို့နိဗ္ဗာန်ရပါတယ်။တချို့ယောဂီတွေကြတော့ဒုတိယဇန်တချို့ယောဂီတွေကြတော့တတိယဇန်တချို့ယောဂီအများစုကတော့သုတ္တဇန်အထိကုတယ်။ဘာဖြစ်လို့လဲ။သုတ္တဇန်ကလေးယောက်ကြီးစွန့်ရင်သိပ်ဖို့ပြီးအကောင်းတယ်။ဒီလေးယောက်ကြီးရဲ့အကူကြီးနဲ့ယုတ်တင်ဉာဏ်တွေကိုရှုမယ်ဆိုရင်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပို့ပြီးတော့မြင်နိုင်တယ်။အဲ့ဒါကြောင့်သူတို့ကသုတ္တဇန်ကိုအခြေခံပြီးတော့ဝိပဿနာကုတာပဲ။သို့သော် ။တချို့ယောဂီတွေကြတော့ဒါတော့ဟိုစရုပ်ကဏီနဲ့စရုပ်စရုပ်ဒဇံပေါ့ပစ္စကဏီနဲ့တော့သူကပစ္စမဇံပါပဲ။တချို့ယောဂီတွေကတော့အရုပဇံအထိသွားတယ်။ဘာဖြစ်လို့လဲ။အရုပဇံတွေရဲ့ငြိမ်းအေးမှုကရုပဇံတွေရဲ့ငြိမ်းအေးမှုတဲ့အစာပေါင်းများစွာပိုတယ်လို့သူတို့ကဒီလိုပြောတယ်။သူတို့အတွေ့အကြုံကြီးပေါ့နော်။ဒါကြောင့်ဒီချိုတွေကအရုပ္ပဇံကိုပို့နှိမ့်ချတဲ့အတွက်အရုပ္ပဇံကိုကုပြီးတော့မှဝိပဿနာကုကြပါတယ်။ဒါကြောင့်ပုဂ္ဂိုလ်ရဲ့အစ္ဆတ္တိကအမျိုးမျိုးပဲ။သို့တော့ ဘုရားရှင်လက်ထက်တော်ကတချို့ပုဂ္ဂိုလ်တွေကတော့ဇန်ရှင်ရှုပ်ပွားပြီးတဲ့အခါမှာအဘိညာဉ်ကူးတယ်အဘိညာဉ်၅ပါးရပြီးတဲ့အချိန်ကကျတော့မှသူကဝိပဿနာသွားတယ်ဘာဖြစ်လို့လဲဒါသူတို့ဆန္ဒပဲသူတို့ကစွန့်နေတယ်လက်ကျင်နေတယ်လက်ကျင်နေတယ်ဆိုအားလည်းရှိကြတယ်ပါရမီလည်းရှိကြတယ်ပြီးတော့မှအဘိညာဉ်ကူးပြီးတော့မှသူတို့ကရုပ်တည်းရှုပ်တယ်နာမည်ရှုပ်တယ်ပရိစ္ဆာသမုပ္ပါရှုပ်တယ်ပြီးတော့မှဝိပဿနာကူးတယ်ဒါကြောင့်ပုဂ္ဂိုလ်ကအမျိုးမျိုးရှိပါတယ်နော်ကိုကြိုက်တယ်လို့ကိုရှုပ်နိုင်ပါတယ်တော်တော် သမာဓိရှိမှဒီသစ္စာလေးပါးကိုဟိုတိုင်းမှာကျွန်တော်သိမယ်လို့ဘုရားရှင်ကဟောထားတဲ့အတိုင်းသမာဓိတစ်ခုကိုတော့ခင်ဗျားအောင်ထူထောင်လို့ရပါတယ်။တချို့ယောဂီတွေကြတော့ဒီဓကမထံကိုရှုလိုက်တဲ့သမာဓိကအလင်းရောင်သိပ်အားကောင်းတယ်။အဲဒီလိုပုဂ္ဂိုလ်တွေကြရင်တော့အတိတ်လေလွယ်လွယ်ကူကူရှုလို့ရတယ်၊ယုံနာနေလေလွယ်လွယ်ကူကူရှုလို့ရတယ်၊ပရိစ္ဆေသမုပ္ပါလည်းလွယ်လွယ်ကူကူရှုလို့ရတယ်။အဲဒီလိုပုဂ္ဂိုလ်ကတော့တန်းပြီးတော့အရတ္တဗုဒ္ဓိသွားလို့ရပါတယ်နော်။ဒါကြောင့်ပုဂ္ဂိုလ်ရဲ့ပါရမီပေါ်နဲ့သူတို့ရဲ့ စိတ်ဆန္ဒအပေါ်မူတည်ပြီးတော့ကြိုက်တဲ့ဇံကနေဝိပဿနာကုလို့ရတယ်။ဇံမရဘဲနဲ့လည်းအထက်ကမထံကနေဝိပဿနာကုလည်းရပါတယ်။ရှင်ပြာကနာအမေရှိခဲ့တဲ့တချို့ပုဂ္ဂိုလ်ရဲ့အနာဂတ်ကဘဝတူပါတယ်။တချို့ကြတော့လည်းအလုံးအလုံးဘဝရှိပါတယ်။အဲ့တော့အဲ့လိုဘဝရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ဘဝတူအောင်လုပ်တဲ့လုပ်လို့ရပါသလားရှင်ပြာ။ ရတာဘောဘာလို့မရမှာလဲကိုကခွဲနေဖို့အရေးကြီးတာသူကဒီလိုပါဒီအချက်နဲ့ပတ်သက်